ီနေ့ဒီပုံလေးကိုတွေ့လိုက်ရတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံမှာကိုချင်းစာနာတရားဆိုတာဘာလဲလို့မေးခွန်းထုတ်စရာဖြစ်သွားပါတယ်ကျွန်တော်တို့နိုင်ငံမှာငလင်တန်ခံစားရပြီးနောက်ပိုင်းအနှိဋ္ဌာယုံတွေနဲ့ပြည့်နှက်နေတယ်လူတွေရဲ့စိတ်အခြေအနေမကောင်းကြဘူးထိခိုက်ကြေကွဲဝမ်းနေပူဆွေးတော့ကတွေနဲ့ကျွန်တော်တို့ဒီအပိုင်းဖြတ်တန်းနေကြရတယ် ီတစ်ကောက်ငလင်ကကျွန်တော်တို့နိုင်ငံအတွက်အင်မတန်အထီနာတယ်ကျွန်တော်တို့လူမျိုးတွေအတွက်လည်းစိတ်သက်ပိုင်းဆိုင်ရာဟိုးအောက်ဆုံးထိရောက်သွားတယ်အဲ့ဒီအထဲမှာမှကိုမဖြစ်ရင်ပြီးရော ကိုချင်းစာနာမှုတရားဆိုတာဘာမှန်းမသိတဲ့လူတချို့ရဲ့အလူမင်္ဂလာပွဲတစ်ခုလိုင်းပေါ်တက်လာတယ်ကျွန်တော်ဒီအပိုင်း reaction တွေမလုပ်ဘူးကျွန်တော်စိတ်ချင်းနေမကောင်းဘူးကျွန်တော်စိတ်ဆင်းရဲတော့ကတွေပူဆွေးမှုတွေနဲ့ကျွန်တော်ပြည့်နှက်နေတယ်က ကျွန်တော်တို့တငယ်ချင်းတွေကျွန်တော်တို့မိတ်ဆွေတွေကျွန်တော်တို့အသည့်တွေအသက်ဆုံးပါသွားကြတယ်ကျွန်တော်တို့မျက်စိတမိတ်အတွင်းမှာပဲသူတို့တွေထွက်သွားကြတယ်အဲ့ဒီပုံမှာကျွန်တော်တို့များစွာထိခိုက်ကြွယ်ခွဲဝမ်းနည်းနေရတဲ့အချိန်မှာကျွန်တော်ဒီဗီဒီယိုဖိုင်ဒီပုံလေးကိုတွေ့ပြီးတော့စိတ်ထဲမှာဒေါသခံပြင်းမှုများစွာနဲ့ကျွန်တော်ဒီဗီဒီယိုလေးကို reaction လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်လိုပဲ အင်မတန်ဒေါသထွက်ပြီးတော့ပောက်ကွဲတဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းကျွန်တော်နောက်မှာထည့်ပေးထားတယ်။အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့အတူတူကြည့်ကြမယ်။ဟုတ်ကဲ့ပါ။ဒါလေးကိုအရင်ကြည့်အောင်ဗျာ။ဒီလောက်တောင်လူတွေတည်ကြည်ပြက်စီးနေတဲ့အချိန်မှာ ဒီလိုမျိုးအလှပွဲကိုလုံနိုင်တဲ့စိတ်ဓာတ်တော်တော်အံ့ဩရပါဒါမန္တလေးမှာတော့တကယ်မန္တလေးမှာဦးကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေး လက်ရှိကျွန်တော်ငလင်တန်းခန်းထဲမန်လေးမှာဖြစ်နေတာနော်တကယ်ဩချတယ်တကယ်ကျွန်တော်ဩချတယ်ဗျာအာမန္တလေးမှာတကယ်ပါဖျားသူမန္တလေးပါအလူလုံးမယ်ဆိုရင်လည်းဗျာနောက်ဆုတ်လို့ရပါတယ်เนาะဒီနေ့ဒီရက်ဒီလိုဖြစ်ဆိုးတွေဖြစ်နေတဲ့အချိန်ကာလအတွင်းတွဲမှာမှလောက်ရမှာလား လုံမဖြစ်မှာလားเนาะဒါတွေကမေကွန်းထုတ်စရာတွေပါပဲအဲ့တော့ကို့တီမနာတတ်တဲ့ကောင်တွေကို့မိသားစုထိခိုက်မှကို့မိသားစုခံရမှနာတတ်တဲ့ကောင်မျိုးတွေကိုချင်းစာတရားစိတ်မရှိတဲ့ကောင်မျိုးတွေနောက်ပြီး line ပေါ်မှာလဲခင်ဗျားတို့ဘလို့ဖြစ်နေလဲဒီလောက်ဒီတနေ့တနေ့အနှိဋ္ဌာယုံတွေပူဆွေးတော့ကတွေနဲ့မိသားစုတွေတကွဲတပြားဖြစ်နှစ်နှစ်လာလာစူးစမ်းထားခဲ့တဲ့ နားခိုစရာအိမ်နေຢာတွေစီးပွားတွေလူတွေပျက်စီးဆုံးရှုံးနေတဲ့အချိန်မှာခင်ဗျားတို့ Facebook မှာဈေးရောင်းတာတွေပျော်ပွဲရွှင်ပွဲတွေတာယာကြည်နူးတာတွေခင်ဗျားတို့ခဏလေးစောင့်ပြီးလို့မရဘူးလားเนาะအဲ့ဒါတွေလဲလိုင်းပေါ်မှာခဏလောက်မတင်ဘဲနဲ့ခင်ဗျားတို့နေလို့မရဘူးလားခင်ဗျားတို့စိတ်ထဲမှာကိုချင်းစာတရားဆိုတာခင်ဗျားတို့မရှိဘူးလား တော်ဆိုးတယ်ဗျာเนาะအဲ့ဒါတွေကဟုတ်ပြီကျွန်တော်အခုဒီမှာဗီဒီယိုဖိုင်လေးတစ်ခုတူတူကြည့်အောင်ကျွန်တော်ထည့်ပေးထားတယ်ဟုတ်ပြီကျွန်တော်တို့အတူတူအကြည့်လိုက်ရအောင်ထပ်ပြီးသတိပေးစရာလေးပြောစရာလေးရှိလို့တက်လာပြန်ပြီเนาะကျွန်တော်တို့မန္တလေးနေအောင်ဘန်းစကိုင်းပေါ့เนาะဒါဒီဘက်ဒေသတွေမှာငလျင်လှုပ်တာတနိုင်ငံလုံးတည်တယ်တကဘာလုံးတည်တယ်ပျက်စီးဆုံးရှုံးမှုတွေအာအသက်ဆုံးရှုံးမှုတွေလက်ရှိ ကဲလို့မရသေးဘဲနဲ့ကဲစရီးတွေကိုစောင့်နေတဲ့အသက်တွေများစွာကြံနေသေးတယ်ဆိုတာလဲတနိုင်ငံလုံးကလူတွေသိတယ်တကဘာလုံးကလူတွေသိတယ်ကဲစရီးတွေကလည်းကိုယ်နိုင်ငံထဲကပရာဟိတအသင်းတွေရဲ့အာတာဝန်ရှိသူတွေရဲ့နောက်တစ်ခါနိုင်ငံအသီးသီးကကဘာကနေပြီးတော့မှဒါအစိုးရနဲ့ချိတ်ဆက်ပြီးတော့မှ ပို့ဆောင်ပြီးတော့မှဒါလာရောက်ကူနေကဲနေတဲ့နိုင်ငံသားကကဲစရီးအဖွဲ့တွေရဲ့အများကြီးကစူးစမ်းပန်းစားကဲစင်နေကြတယ် ဒီအချိန်မှာကျမကဗီဒီယိုဖိုင်လေးတွေရောဓာတ်ပုံလေးတွေရောတွေးလိုက်တယ်မန္တလေးမှာရော အောင်ဘန်းမှာရော ရှင်ပြုအလူလှဲ့နေတာကောင်းပါလေနော်ရှင်ပြုအလူလူတွေကလည်းဒီမှာအုပ်စုနှစ်စုကွဲတာပေါ့ဟဲအလူဆိုတာစီစဉ်ထားရတာကြိုတင်ပြီးတော့မှဒီလိုအချိန်နေမှာဒီလိုကြောင့်မလို့တော့အလူမပြတ်သွားစေခြင်းမို့နော်ဒါလှုပ်ခွင်းရှိလို့လှူရတာဒါမြင့်မြတ်တဲ့အလူမှန်ပါတယ်ကျမလည်းဗုဒ္ဓဘာသာပါနော်မြင့်မြတ်တဲ့အလူလှူရမယ် လူဆိုတာကြိုတင်ပြီးတော့မှစီစဉ်ထားတာဆိုပေမဲ့ရုပ်ပြက်စင်းပြက်ချုံမိုင်မိုင်ကာချိုးလေးတော့ငါကတက်တယ်လွယ်လွယ်လေးဆိုပြီးတော့မှစောင်းပေါက်ကြီးဖြန့်ပြီးတော့မှ ကခုံပျော်ရွှင်မြူးတူးပြီးတော့မှ လမ်းပေါ်မှာပတ်နေရလောက်အောင်တော့လှုပ်เสียရမလိုဘူးလို့ကျမကဒီလိုမြင်နေဟုတ်ပြီရှင်ပြုတ်အလူစီစဉ်ထားရင်ဆိုရင်ဘုန်းကြီးကြောင့်ဒိတ်ဒိတ်ဆိတ်ဆိတ်တွန်း ။တွားပြီးတော့မှစံချသင်ငန်းစီဒါဟာလူရင်းမှမဟုတ်ဘူးလား။ဒီလိုလှူလို့ရပါတယ်။ဒီလိုလှုပ်လို့ရပါတယ်။ဒီလိုမဟုတ်ဖဲနဲ့တခါတည်းကိုအရက်တခါကိုကားပေါ်မှာစောင်းပေါက်ကြီးတင်းပြီးတော့မှကခုံပြီးတော့မှဒီလောက်စောင်းပေါက်ကြီးဖြွင့်ပြီးသွားတာ။နိုင်ငံတကာကလာကင်နေတဲ့သူတွေပြည်တွင်းကကင်နေတဲ့သူတွေကို အားမနာဘူးလား။နိုင်ငံတကာကဘလို့မြင်မလဲ။ အကူအညီတွေပေးနေတဲ့သူတွေဘလို့မြင်မလဲလူသားဆန်မှာเนาะဘာသာရေးနဲ့ပတ်သက်ပြီးပြောရတာကြတော့မကောင်းဘူးเนาะဆိုတော့လေအာပြောလို့ရှိလို့ရှိရင်လဲဟာအလှလှုပ်တာပဲအလှလှုပ်တာကိုပြောရလားလှူလို့ရတယ်တိတ်တိတ်စိတ်စိတ်နဲ့လူသားဆန်ဆန်နဲ့လှုပ်ကြပါเนาะတစ်ဖက်မှာတော့ငိုနေတယ်မျက်ရည်တွေနဲ့ဘဝတွေ တစ်ဖက်မှာတော့ချုံမိုင်မိုင်ကာကြိုးလေးနဲ့ငါကတက်တဲ့ဒီလိုလေးဆိုတော့မြင်ရတာတွေဟာဘလို့မှအဆင်မပြေနိုင်ဘူးကျမတို့တွေတောင်မှကိုမျိုးကိုရွာမဖြစ်တဲ့သူတွေတောင်မှပဲလူသားဆန်စွာနဲ့တိတ်တိတ်ကလေးနေပေးကြတယ်နိုင်ငံတော်အဆင့်ဝန်ထဲချင်းရက်တောင်မှတတ်မှတ်ထားတဲ့နိုင်ငံမှာစောင်းပေါက်ကြီးတွေဖွင့်ပြီးတော့မှ ဖြစ်နေတဲ့မြို့ပြီးတော့ဖြစ်နေတဲ့ဒေသဖြစ်နေတဲ့ဒေသကလူတွေကဒီလိုလောက်ရမျိုးလောက်တာကတော့ အမြင်မတင့်တော်ဘူးလို့ပဲကျွန်မပြောပြစီเนาะကျွန်တော်တို့နိုင်ငံအသီးသီးကကျွန်တော်တို့ဆိုရှယ်မီဒီယာနဲ့အလုံလုံစားနေတဲ့ဒူတွေတောင်မှပဲကိုချင်းစာတရားလူသားဆန်မှုတွေကိုပြတဲ့အနေနဲ့ကျွန်တော်တို့ဈေးရောက်နေကိုရက်ကြတယ်ဒါဈေးရောက်ရက်ကြတယ်ဆိုအနေနဲ့အများစားဝင်နေထိခိုက်ကြတဲ့သူတွေကြီးပဲဒါပေမဲ့ကျွန်တော်တို့လူသားဆန်စွာနဲ့လူမိမိလုပ်နေတဲ့အလုပ်တွေကိုအကုန်လုံးရက်ပြီးတော့မှတိတ်ဆိတ်စွာနေကြတယ် Facebook ပေါ်မှာအလှပုံတင်တာတောင်မှပဲဆင်ញင်ကြတယ်ကျမတို့တွေဒါအာဘေးလွတ်တဲ့ဒေသကဒူတွေတောင်မှပဲ ကိုချင်းစာမှုလူသားဆန်မှုဒီလိုပုံစံလေးနဲ့ပြကြတယ်အဲ့တော့အလူတန်းကြီးလုံနေတာပဲငါတို့ကအလူလုံနေတာပဲဆိုတော့ခေါင်းစဉ်အောက်ကနေတော့အခွင့်ဒူးခံလုတ်ပြီးတော့မှတော့လူသားဆန်မှုတွေကိုမချိုးဖောက်ပါနဲ့မချိုးဖြက်ပြစ်ပါနဲ့ကဘာကလည်းကြည်နေပါတယ် နော်ကဘာကကြည့်လိုက်လို့ရှိလို့ရှင်ကဘာကတောင်မှပဲဘောလုံးပွဲကြီးတွေနော်တခြားအထင်ကြီးပွဲကြီးတွေမှာမြန်မာငလင်အတွန်းဆိုပြီးတော့မှဝန်နေချင်းအထိမ့်မက်တင်နဲ့တမိနစ်ငိမ့်သက်ပြီးတော့မှရက်မေးတာမျိုးတွေဒီလိုမျိုးတွေလှုပ်ဆောင်နေတဲ့အချိန်မှာမြန်မာပြည်ကလူတွေကဖြစ်နေတဲ့မျိုးက သူတွေကချုံမိုင်မိုင်ကာကြိုးလေးတော့ငါကတက်တယ်ဒီလိုလေးဆိုလဲစောင်းပေါက်ကြီးနဲ့ကတော့ဘယ်လိုမှမဖြစ်သင့်ဘူး နော်အခုကတော့ဖြစ်သွားပြီးပြီနောက်ထပ်မြန်စီစဉ်ထားတဲ့သူတွေရှိတယ်ဆိုရင်ကျမကအကြံဉာဏ်ပေးလိုက်ပါမယ်။ဘုန်းကြီးเจ้าကိုသွားပါစံချပါသင်္ကန်းစီးပါအဲ့လိုလုပ်လို့ရပါတယ်။ကျမတို့လည်းကျမသားတွေကိုရှင်ပြုခဲ့တာအဲ့လိုပုံစံနဲ့ပဲကျမသားတွေကိုရှင်ပြုပေးခဲ့ပါတယ်နော်။ကျမအဲ့ဒီရှင်လောင်းလှဲ့တဲ့စီမှာကုန်ကြမဲ့ကုန်ကြငွေတွေကိုလိုအပ်တဲ့တန်ခါအဖွဲ့စည်းတွေကိုလူလှူလိုက်တယ်။ဘုန်းကြီးเจ้าကိုသွားတယ်စံချတယ်သင်္ကန်းစီးတယ် တာသနာနဲ့ပတ်သက်တဲ့အသည့်တွေကိုခလေးတွေခေါင်းထဲကိုရိုက်သွင်းဝင်အောင်လို့မလို့တင် जा ပြီးတယ်တင် जा မှုတွေကိုခံယူစေတယ်ဒါမှတကယ်အနှစ်သာရဆစ်ဆစ်ပါเนาะလမ်းပေါ်မှာစောင်းပေါက်ကြီးတွေဖြွင့်ပြီးတော့မှတခါတည်းကိုမင်းဝင်မင်းစားနန်းဝင်နန်းစားဝေကောင်းစားလာတွေနဲ့တမျိုးလုံးကိုပတ်ပြီးတော့မှသွားမှဒီအလှကြီးကအထမြောက်တာမဟုတ်ပါဘူးနေနေလေးလေလူသားဆန်ကြပါနောက်ဆုံးအနေနဲ့ရိုင်းရိုင်းပြောရရင်တော့လူလိုတိပါလို့ပဲကျွန်မကပြောချင်တယ် ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့နိုင်ငံလဲဒီလိုမျိုးကပ်ဘေးတွေတဘာဝဘေးအန္တရာယ်တွေကြားထဲကနေလွတ်မြောက်ကြပါစေမိသားစုတွေတကွဲတပြားမဖြစ်ကြပါစေနဲ့လူတွေရဲ့အသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးရတဲ့အတွက်လဲအင်မတန်ကိုဝမ်းနဲ့ကြေကွဲရပါတယ်ဗျာကျွန်တော်ကွီးစော်ပါကျေးဇူးတင်ပါတယ်